တာယာလာပတ်လာတဲ့ຫນွေဦးရဲ့မနက်ခင်းလေးတစ်ခုကိုငက်ကြေးတချို့ဟာတေးတံကျူးပြီးတော့ဖွင့်ရလိုက်ပါတယ်။တူရွက်ချောက်တွေချင်းချင်းပုတ်တိုက်တံတွေကတေးဆုံငက်ကလေးများရဲ့တေးတံကိုပုံမပြပြအောင်ဖြစ်ဆွတ်ပေးနေတယ်လို့ပါပဲ။အစာရှာထွက်နေတဲ့စာငက်ကလေးတစ်ကောင်ကဟိုဒီပြန်တမ်းပြီးတော့အစာရရှိတဲ့အခါမှာအဲ့ဒီအစာကလေးကိုသူ့မစားဘဲနဲ့ဗဇက်ကလေးနဲ့ကြိုက်ချီကသူ့ရဲ့အတိုက်ကလေးစီကိုယူဆောင်သွားပါတယ်။ အစာချီလာတဲ့ငှက်ကလေးကသူ့ရဲ့အတိုက်ကလေးအတွင်းကနေအပြန်တင်စဗဇက်ကလေးဟာစီဟာစီနဲ့တကြောကြောအော်နေတဲ့နီတာရဲ့ငှက်ကလေးတကောင်ရဲ့ဗဇက်သစ်သစ်လေးအတွင်းကိုနှုတ်သီးကလေးနဲ့တိတ်ကခွန်ကျွေးနေပါတယ်။အဲဒီမြင်ကွင်းကိုမြင်တွေ့လျရတဲ့ဆုမြတ်ရဲ့ပါနဖက်မှာမျက်ရည်ပူတွေကတသွန်သွန်စီးကြလာခဲ့ပါတယ်။မိသားစုနဲ့ပတ်သက်ပြီးခံစားချက်ရှိသူတယောက်မဟုတ်ပါလား။မျက်ဝန်းကကြဆင်းလာတဲ့မျက်ရည်ဆက်တွေကိုမြေပေါ်ကိုမကြရောက်မီလက်နဲ့အသားရတုပ်လိုက်ပြီးတော့ရင်ဘတ်အတွင်းကရှိုက်တံမထွက်အောင် စိတ်တင်းကဝမ်းနည်းမှုကိုဖြည့်ပြောက်လိုက်ပါတယ်။တုံရင်နေတဲ့မြဝန်းစုံနဲ့အပြာရောင်ကောင်းကင်ကြီးကိုမျောငေးကြည့်လိုက်ပြီးတော့သူမရဲ့အတွေ့အိမ်များကိုမိုးတိမ်တိုင်းများနဲ့အတူအတိတ်ကိုလိုက်ပါလွင်မြောလိုက်ပါတယ်။ရွာကလေးတရွာမှာရှိတဲ့ခြေတန်ရှိအိမ်ကလေးရဲ့ခြံနောက်တနေရာမှာရှိနေတဲ့တရက်ပင်တစ်ပင်အနီးမှာဖြစ်ပါတယ်။ညီမလေးစားကြင်လို့လား။အသက်20ရွယ်ရှိပိုင်ဖြိုးကသူ့ရဲ့ညီမဖြစ်သူစုမြတ်ကိုမေးလိုက်ခြင်းမှာစုမြတ်ကလေးကခေါင်းကိုတစက်စက်ညှိပြလိုက်တဲ့အခါမှာတော့ပိုင်ဖြိုးကပြုံးပြီးတော့အေးပါငါညီမလေးရဲ့စားကြင်လို့ရှိရင်အကိုတက်ခုပေးမယ်နော်။ အဲ့လိုပြောဆိုပြီးတော့ပိုင်ဖြိုးတရားသူညမလေးစားကျင်နေတဲ့တရက်သီးကိုခုပေးရန်အတွက်ရက်ကန်ရက်ကန်နဲ့တစ်ပင်မော်တက်သွားခဲ့ပါတယ်။တရက်ပင်မော်ကိုရောက်တဲ့အခါအပင်ကွာချားမှထိုင်လျက်သူ့ရဲ့ညမစုမြတ်ထံကိုတရက်သီးတွေတစ်လုံးပြီးတစ်လုံးအကြမနာအောင်ညင်သာစွာလှမ်းပေးနေပါတယ်။စုမြတ်ကပျော်လိုက်တာဆိုပြီးတော့ခုံပေါက်ကပျော်မြူးနေပါတယ်။ စုမြက်လေးကအသက်9နှစ်အရွယ်ဆိုတော့ကလေးတက်တာလေးပါအဲ့ဒီအချိန်မှာပဲခြေတန်းရှင်အင်္ဂလိပ်အတွင်းကနေသူတို့နှုတ်ရဲ့မိခင်ဖြစ်ရန်အတူတဲ့အမျိုးသမီးကြီးကအသက်9နှစ်အရွယ်မိန်းကလေးတစ်ယောက်ကိုလက်ဆွဲပြီးတော့အိမ်မော်ကစကားလမ်းပြောပါတယ်ဟဲ့ဩဒီမောင်နှမနှစ်ယောက်ဆော့စရာရှာလို့တစ်ပင်မော်တက်ဆော့နေရလားမေရမပေါ်မပိုင်းနဲ့ကိုနင်တို့လိုက်မကြည့်နိုင်ဘူးဟဲ့လုတ်ချင်တယ်ကိုလုတ်နေကြပါပဲအကြီးကောင်ပိုင်ဖြိုးနေရလေအသက်ကြီးပြီးတော့ငယ်တွေနဲ့ရောပြီးတော့ဆော့နေတယ် ငါနဲ့တော့အခုစင်းငယ်လာလာအိမ်မော်လာအခုစင်းငယ်လာလာအိမ်မော်လာကြနင်တို့တို့အမေကြက်တာနဲ့ဘူးတိဟင်းလေးချက်ထားတယ်ထမင်းစားကြရအောင်လေတရက်ပင်မော်ကပိုင်ဖြိုးလေခုံစင်းလာပြီးတော့သူညမလေးကိုလက်ဆွဲပြီးတော့ထမင်းစားဖို့အိမ်မော်တက်သွားကြပါတယ်အိမ်မော်တက်ထမင်းစပွဲဝိုင်းကြီးခေါင်းရင်းနေရာမှာခက်ခက်ကြီးထိုင်နေသူကသူတို့တွေရဲ့ဖခင်ဦးမိုးဆွေပင်ဖြစ်ပါတယ်တတော်သမီးတို့ရေလက်သေးချစေးပြီးစားကြအဲလိုပြောဆိုပြီးတော့ကလေးတွေကိုဟင်းလိုက်ထည့်ပေးနေတဲ့ဦးမိုးဆွေပကတနာမှာပါချစ်ချင်းမြတ်တာအပြင်နဲ့လက်ရည်တပြင်းကြီးစားကြတဲ့မိသားစုထမင်းဝိုင်းလေး ဆွမြအတွက်တော့နောင်ဘယ်တော့မှပြန်မရနိုင်တော့တဲ့အမတ်တရားလေးတစ်ခုပါ။ဦးမိုးဆွေ၊ तू ကနည်းနည်းရရလူတော့မဟုတ်ပါဘူး။ဒီရွာမတွေမကအနီးနားမှာရှိတဲ့ရွာတွေကနောက်ဆုံးမြို့တွေအထိပါပေါက်ရောက်တဲ့လက်သမားဆရာတူပဲဖြစ်ပါတယ်။သူရဲ့လက်ရသေးတတ်မှုစီးစနစ်ကြမှုတပည့်တွေပေါ်မှာကျင်နာတတ်မှုနဲ့လက်သမားပညာအစွမ်းနေကြအောင်လူအများစုကသူ့ကိုယုံကြည်အားကိုးကြပါတယ်။ဦးမိုးဆွေကဝင်ငွေအလွန်ကောင်းတဲ့သူတစ်ယောက်ဖြစ်ပါတယ်။သူမှာတာသမီ၃ယောက်ရှိပါတယ်။ နောက်ထပ်လူမဖြစ်သေးတဲ့တယောက်ပါဝင်ဆိုရင်၄ယောက်ပါသူနေထိုင်ရာကြေးရွာလေးမှာတော့ဦးမိုးဆွေကလူချမ်းသာစီးရင်ဝင်သူတယောက်ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုပြီးမေးလိုပါကသူဟာထိုးကျွန်တဲ့လက်သမားဆရာကြီးတယောက်ဖြစ်နေတာကြောင့်ဝင်ငွေလွန်ကောင်းတဲ့ပြင်သူ့ရဲ့မိဘနှစ်ပါးထံကရရှိထားတဲ့ပစ္စည်းဥစ္စာအမွေတွေလေနွားအိမ်စတဲ့အမွေတွေများစွာလဲပိုင်ဆိုင်ထားတာကြောင့်ဖြစ်ပါတယ်။ဒါပေမဲ့လည်းသူဟာမောင်းမတတ်သူတော့မဟုတ်ပါဘူး။အလွန်ပင်ဖော်ယူတတ်သူဖြစ်ပါတယ်။ဦးမိုးဆွေကအပြစ်တင်စရာမကောင်းတဲ့အချက်တစ်ချက်သာရှိပါတယ်။အဲ့ဒီချက်ကတော့အရက်အလွန်တောက်တဲ့ခြင်းပါ။ ဇနီးတဲ့ကလည်းထိုအချက်ကိုနားလည်ပေးထားပါတယ်။ဦးမိုးဆွေကမူလာရဲ့မြို့သူကိုမှပြဿနာမရှာမရစ်တဲ့သူ့ဘာသာအေးအေးဆေးဆေးနေတတ်သူဖြစ်ပါတယ်။ဒါပေမဲ့လည်းသူမကြိုက်တဲ့အရာများလုပ်မိပါကအကြီးကျယ်တောင်းညံ့တတ်ပါတယ်။သူမကြိုက်တဲ့အရာတွေကအခြားတော့မဟုတ်ပါဘူး။ရွာရဲ့ထုံးစံတိုင်းအိမ်နှင်းဖခင်အိမ်နှင်းနဲ့ကိုရွာမှာရှိတဲ့အိမ်တိုင်းလိုလိုနတ်စင်ကလေးနဲ့ကိုးဝယ်ကြခြင်းကိုဘဝင်မကြပါဘူး။သူယုံကြည်ထားတာကနတ်ဟာသူ့ထက်နိုင်နေတာကြောင့်ကိုးဝယ်စရာလုံးဝမလိုထို့ကြောင့်လုံးဝမကိုးဝယ်နိုင်။တရွာလုံးမှာအိမ်နှင်းနဲ့မကိုးဝယ်တဲ့အိမ်နတ်မယုံကြည်တဲ့အိမ်ကိုပြပါဆိုရင် ။ဥမိုးဆွေတို့အိမ်ကိုပြရပါလိမ့်မယ်။လောကမှာကြောက်စရာအကောင်းဆုံးတရဝါဟာလူသားများပဲဖြစ်ပါတယ်။ကျေးဇူးအကန့်ဆုံးအကောက်ကျစ်ဆုံးအယုံမှန်ဆုံးတရဝါဟာလည်းလူသားများပဲမဟုတ်ပါလော။ကျေးဇူးရှိမှကျေးဇူးတည်ဟူသောစကားလေးရဲ့အဆကဒီလိုပါ။ရွာမှာစုမြတ်တို့ဖေဖေဥမိုးဆွေဟာလူချမ်းသာလည်းဖြစ်ပညာလည်းတော်မိသားစုကလည်းစီလုံးကြတော့မနာလိုသူတချို့ဟာဥမိုးဆွေတို့မိသားစုကိုပျက်စီးရပျက်စီးကြောင်တက်တဆိတ်ကြက်စီနေကြပါရယ်။ထို့သူများကတော့အခြားသူတော့မဟုတ်ပါဘူး။ဥမိုးဆွေကသူ့အမွေရတာတဲ့အိမ်မှာနေစရာမရှိတာကြောင့် ကိုညီကနေခွင့်ပေးထားတဲ့ဆွေမျိုးဝန်းကွဲညီနဲ့ညီမမိသားစုပဲဖြစ်ပါတယ်။ထိုသူတွေကမိုးဆွေရဲ့ကျေးဇူးကိုမမြင်တော့ဘဲနဲ့ဥမိုးဆွေကိုမနာလိုဝင်တို့ဖြစ်နေကြသူတွေဖြစ်ပါတယ်။အဲဒါကြောင့်မဲနေစင်နဲ့များဥမိုးဆွေတို့မိသားစုကိုပျက်စီးရပျက်စီးကြောင်ကြံစီနေပါတယ်။တနေ့မှာတော့ဥမိုးဆွေရဲ့အရေးကြိုက်တဲ့အားနဲ့ချက်ကိုအသုံးပြုကအောက်လန်းဆရာတယောက်ကိုဥမိုးဆွေထံကိုမတိမတာချင်းကပ်စေပါတယ်။ညရဲ့တာယာမှုကိုခြားခြားလည်နေတဲ့မျက်လုံးစုံနဲ့ဥမိုးဆွေခံစားနေပါတယ်။လက်ထဲမှာအရက်ခွက်ကိုလည်းမော့တောက်လိုက်ကုံသွားရင်ပြန်ဖြည့်လိုက်နဲ့ပြုတ်လုံနေပါတယ်။ ။ဦးမိုးဆွေရက်တောက်တဲ့အခါသူ့ရဲ့အိမ်ဝိုင်းအတွင်းမတောက်ပါဘူး။ရွာအတွင်းမှာသူ့အမွေရထားတဲ့ຢာတစ်ခုအနီးကတစ်ပင်ကြီးတစ်ပင်အောက်မှာထိုင်ပြီးတော့တောက်လေးရှိပါတယ်။နောက်နေ့များမှာတော့ဦးမိုးဆွေရက်တောက်တဲ့နေရာကိုသူ့ရဲ့ညီဝိုင်းခွန်းနဲ့အောက်လန်းဆရာလာပြီးတော့အတူတူတောက်လေးရှိပါတယ်။ရက်နှဲငယ်ကြတော့အောက်လန်းဆရာဦးမိုးဆွေကိုမြည်သူလှုပ်ထားသည်မသိ။တရက်မှာဦးမိုးဆွေတယောက်အိမ်ကိုမူးပြီးပြန်လာပါတယ်။သူ့ကိုတွဲလာသူအောက်လန်းဆရာနဲ့အိမ်ကိုလည်းရောက်ရောဦးမိုးဆွေကမူးမူးနဲ့ပြောပါတယ်။မိမရေဒါကိုဆိုးတဲ့ကိုဆိုးလို့ခေါ်တယ်ကွာငါညီအောင်လွင်တို့နဲ့မိတ်ဆွေကွာ သူဒီတဲမှာအဲ့လိမ့်မယ်တိလားအဲ့လိုမျိုးပြောဆိုပြီးတော့ဇနီးတဲ့ကိုလမ်းပြောပါတယ်ဆူမြတ်တို့ရဲ့မိခင်ကကိုဝင်ကလည်းအရင်မှနဲ့ဖြစ်နေတာကတကြောင်လူစိမ်းကိုလက်မခံခြင်းပဲမဲ့လဲမူးနေတဲ့ဥမို့ဆွေကိုခံပြီးတော့ညင်းမနေတော့ဘဲနဲ့လက်ခံပေးလိုက်ရပါတယ်ဆူမြတ်တို့မောင်နှမတွေလည်းဘာမှဝင်ပြောမနေတော့ပါဘူးဆူမြတ်တို့ရဲ့မိမေကအလုံးမစိတ်သဘောထားပြေဝဖြူစင်သူဖြစ်ပါတယ်အဖေဖြစ်သူအနွန်တာကိုလည်းအတော်လေးခံသူပါတသမီးတွေကိုလည်းဂယုစိုက်သူတယောက်ဖြစ်ပါတယ်ယခုချိန်မှာတော့ကိုဝင်ကရင့်လာတော့ကျမ်းမာရေးတိတ်မကောင်းခြင်းအထိုင်ထားလည်းတိတ်အစင်မပြေတော့ပါဘူးအိမ်ကလည်းအမြင့်ဆောက်ထားပါတယ် အဲ့ဒါကြောင့်ပဲဆုမြတ်တို့အမေကအပေါ်ဘာသွားကြည့်ရင်တော့အဆင်ပြေအောင်ဆိုပြီးတော့အိမ်ပေါ်တက်ကဆုမြတ်တို့မေရိတ်တဲ့အတွင်းခန်းရဲ့အပြင်ဘက်မှာတခန်းထုတ်ထားပြီးတော့အဲ့ဒီခန်းကနေအိမ်ရောက်တက်တဲ့ကိုအပေါက်ဖောက်ပေးထားပါတယ်။စီးသွားတဲ့ကအလွယ်တကူအဆင်ပြေအောင်လုပ်ပါ။ကိုဆိုးလို့ခေါ်တဲ့အသက်40ဝန်းကျင်ရှိတဲ့မျက်နှာပေါက်ဆူဆူနဲ့လူသူတို့အိမ်မှာလာပြီးတော့တဲနေတာကိုဆုမြတ်တို့မောင်နှမကလုံးဝသဘောမကျကြပါဘူး။ထို့လူကိုအောက်လန်းဆရာမလည်းဘသူကမှမသိကြပါဘူး။အောက်လန်းဆရာကိုဆိုးဆုမြတ်တို့အိမ်ကိုရောက်လာပြီးတော့၃ရက်မြောက်တဲ့နေ့မနက်မှာတော့ ။စွမြတ်တို့ဖခင်ကအလုပ်ကိစ္စနဲ့အပြင်ကိုထွက်သွားချိန်အကိုဖြစ်သူပိုင်ဖြိုးကလည်းရွာထဲခဏသွားနေတော့အောက်လန်းဆရာက ။စွန်မြတ်တို့မေးစီးသွားတဲ့နေရာအောက်ကတန်တရန်မှာအိမ်နွေးနဲ့ရဲ့ခေါမုံးစားလိုမျိုးအဖြူနဲ့အနီအဆနှစ်ဆကိုခြီးပြီးတော့ဗဇက်ကဒရွတ်တွတ်နဲ့ယွတ်နေတာကိုစွန်မြတ်ကခြံထဲမှာကစားနေနေမြင်တော့လူကြီးတွေကိုတွားပြောမယ်လို့တော့ချက်ချင်းပဲစကားလုံးဝပြောလို့မရတော့ဖြစ်သွားခဲ့ပါတယ်။လူကအဲ့ဒလိုမျိုးဖြစ်သွားခဲ့တာပါ။စကားကိုစူးစမ်းပြီးပြောကြည့်ပေမဲ့လည်းအတန်ကထွက်မလာခဲ့တော့ပါဘူး။အော်ဟစ်ကြီးတော့လည်းအတန်လေချောင်းမှပဲပျောက်သွားခဲ့ပါတယ်။အဲ့ဒါနဲ့ပဲမျက်ရည်တွေကတသွင်သွင်စီးကြပြီးနေပါတယ်။ကလေးဆိုတော့အဲ့ဒီအောက်လန်းစရာအိမ်တိုင်အောက်မှာနှက်ကောင်းပေါင်းစကိုလာချီသွားတာကိုအမေကိုပြောပြတော့ဗဇက်ကအ တန်ကထွက်မလားအဲ့ဒီနောက်မှာတော့ကလေးဆိုတော့လန့်အချီရနဲ့ပြောရကောင်းမလဲမသိစကားမပြောနိုင်တော့တာကြောင့်စိတ်ဆင်းရဲနေခြင်းဖြစ်ပါတယ်။နောက်တနေ့ကျတော့ရွာရဲ့ထုံးစံတိုင်းအိမ်တိုင်းကိုစီနှက်တင်ကြပါတယ်။အချို့ညာဒေသတွေမှာအပိုင်စားရတဲ့နှက်တွေကိုကိုးဝယ်ကြပါတယ်။နှက်ပွဲတွေတစ်နှစ်တစ်ခါ၄နှစ်တစ်ခါကျင်းပလိမ့်ရှိပါတယ်။ဖျားကဲ့သို့စီးကပ်ပူဇော်ခြင်းတော့မဟုတ်ပါဘူး။စုမြတ်တို့ရဲ့ဖေဖေဦးမိုးဆွေကသူတို့ရဲ့အိမ်မှာနှက်ပေးမတင်ပေမဲ့လည်းတစ်နှစ်မှတစ်ကြိမ်ဆိုတော့အဲ့ဒီအချိန်မှာသူ့ရဲ့ဇနီးတဲ့အလိုကျစေရန်ရှောင်ပေးနေတတ်ပါတယ်။ ထိုနေ့မျိုးဆိုရင်သူအိမ်ပြန်မလာခဲ့ပါဘူး။အဲ့ဒီနေ့ကဆုမြတ်စကားမပြောနိုင်တော့တာဟာနတ်ကင်နာပဲဆိုပြီးတော့ဆုမြတ်တို့မိခင်ကယူဆကရွာရဲ့နတ်ပွဲနေ့ရက်မှာတော့နတ်ကိုတောင်းပန်ရန်အတွက်ကြော်ပွဲတွေကိုသူတို့ခြံဝိုင်းထဲမှာပြင်ဆင်ကြပါတယ်။အကြီးဖြစ်သူပိုင်ဖြိုးကလည်းဝိုင်းကူပြီးတော့လှုပ်ပေးနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲထူးထူးခြားခြားဒီနေ့လိုမျိုးမှာအိမ်ပြန်လာလိမ့်မရှိတဲ့ဥမိုးဆွေဟာမူမူယူနဲ့အိမ်ကိုပြန်ရောက်လာခဲ့ပါတယ်။သူ့အိမ်မှာနတ်ကတော့ဝဲလုံနေတာကိုမြင်လဲရတဲ့အခါမှာတော့အုံးပွဲမြောက်ကိုလက်နဲ့ကင်မြောက်ပြီးတော့အဝေးကိုလွတ်ပြစ်လိုက်ပါတယ်။ နတ်တရံပြုတ်လှထားတဲ့ဆင်တွေကိုလည်းရိုက်ချိုးဖျက်ဆီးပြီးတော့နတ်ဆင်နေရာကိုဇရွေးနဲ့ထွေကအရင်ဆိုင်ဆုံးစကလုံးနေနဲ့ဆဲဆူနေပါတယ်သူ့ကိုကြည့်ရတာဘလူးတကောင်နဲ့သာပို့ပြီးတော့တူနေပါတယ်ဘေးပတ်ဝန်းကျင်အိမ်ကလူတွေကယင်တထိထိနဲ့ကြောက်လန့်နေကြပါတယ်တားကြီးဖြစ်သူပိုင်ဖြိုးကဝင်ဆွဲပေမဲ့လည်းပိုင်ဖြိုးကိုပါလက်သီးနဲ့ထိုးပါတယ်ငါ့အိမ်မှာဘာတောက်နဲ့မှတင်ခွင့်မရှိဘူးကွာမင်းတို့နားလေလားဟမ်တွားကွာတွားနဘွေးမျိုးကိုခြေနဲ့ကန်ထုတ်လိုက်ပါတယ် ထိုမြင့်ကွင်းကြောင့်သွေးနုသားနုဖြစ်နေတဲ့ဆူမြတ်တို့အမိသတိလက်ကမေမျောသွားခဲ့ပါတယ်။ထိုချိန်ကျမှပဲဥမိုးဆွေတောင်းညက်နေခြင်းရက်တန့်သွားပြီးတော့ဇနီးတွေကိုအပြေးလွှာပွတ်ချီပါတယ်။ပိုင်ဖြိုးကတမားတော်ကိုပြေးပစ်ပါတယ်။ဆူမြတ်ကတော့ကလေးငယ်လေးကိုလက်ကဆွဲပြီးတော့ကြောက်လန့်ပြီးသားငိုနေပါတော့တယ်။ အဲ့ဒီချိန်အိမ်ရဲ့အနောက်ဘက်ခြမ်းလူမမြင်တဲ့နေရာမှာအိမ်ရှိကအဖြစ်ပြက်တွေကိုကြည့်ရှုပြီးတဲ့နောက်သဘောကျဟန်နဲ့ကောက်ကျစ်တဲ့ပြုံးတစ်ချက်ကိုပြုံးလိုက်တဲ့သူကအောက်လန်းစရာကိုဆိုးပင်ဖြစ်ပါတယ်။ဆွေမျက်တို့မိခင်လည်းတရီရလာခဲ့ပါတယ်။အချိန်နေကတိတ်မကောင်းလာပါဘူး၊တွေးထွက်လွန်နေပါတယ်။တရီရလင်ရခြင်းစကားတခုံးကိုသာအချိန်ချင်းပြောနေခဲ့ပါတယ်။ကုမိုးဆွေရှင်နတ်ကိုစော်ကားလို့မရဘူးလေ။အကုန်ဒုက္ခရောက်ကုန်မယ်။ရှင်ကျမကိုတနာရင်လေ။အခုနတ်ကိုပြန်တောင်းပန်လိုက်ပါ။နတ်ကိုအုံမွေးငပြောဝဲတင်ပြီးတော့ပြန်တောင်းပန်ပေးပါ။တောင်းပန်ပေးပါ။တောင်းပန်ပေးပါရှင်။ တောင်းပန်ပေးပါအဲလိုမျိုးငိုယိုပြီးတော့ပြောနေခဲ့ပါတယ်ဦးမိုးဆွေရလည်းဘသူကမှအောက်ကျသူမဟုတ်နတ်ကလည်းအယုံကြည်ရှိသူမဟုတ်ပါဘူးသူတတ်မှတ်ထားတာကနတ်ဟာလူထက်နှိမ့်ကြတယ်အဲဒါကြောင့်ဘယ်တော့မှမတောင်းပန်နိုင်ဦးမိုးဆွေကအလွန်ကောင်းပါပါတယ်လုံးဝကိုမတောင်းပန်ပါဘူးဇနီးတဲ့ကိုသူချစ်ပါတယ်တိုးပေမဲ့လည်းသူ့ရဲ့ခံယူချက်ကိုတော့မပြောင်းလဲခဲ့ပါဘူးအဲ့ဒီအချိန်တမားတော်ကဦးမိုးဆွေကိုခေါင်းတစ်ချက်ရမ်းခါပြလိုက်ပြီးပြန်သွားခဲ့ပါတယ်။တမားတော်ကြီးပြန်သွားပြီးမရှိမနှောင်းမှပဲစွမြတ်တို့ရဲ့မွေးမိခင်ကြီးဟာ စကားပြောနေရကနေဟင်ဆိုပြီးအတန်တစ်ချက်ပြုတ်ပြီးနောက်ဇက်ကျိုးကျသွားကငြိမ့်သက်သွားပါတော့တယ်။ဦးမိုးဆွေကလည်းထိုချိန်ကျမှအတိဝင်ကဇနီးတဲ့ကိုလုံနိုးပါတယ်။စွမျက်နဲ့ညီမငယ်လေးတို့ကမိခင်လက်ကလေးကိုကိုင်ကငိုကြွေးနေကြပါတယ်။အတန်မထွက်နိုင်တဲ့စွမျက်ရဲ့ရင်ထဲကငိုတံများဟာမျက်ရည်ဖြစ်တာပြောင်းလဲသွားခဲ့ပါတယ်။တားကြီးဖြစ်သူပိုင်ဖြိုးကလည်းမိခင်ရဲ့ခြေအင်းကနေငိုနေဇက်ကနေဆိုပြီးမတ်တပ်ထားရလိုက်ပါတယ်။မျက်ရည်ဇက်တွေတပေါက်ပေါက်ကျနေတဲ့သူ့ရဲ့မျက်ဝန်းမှာနာကြီးမှုကြောင့်အမုန်းရောင်တွေတန်းနေပါတယ်။ထို့နောက်မှာတော့ဦးမိုးဆွေကိုလက်ညှိုးထိုးပြီးတော့ အက်ကွဲနေတဲ့အတန်နဲ့အဖေကျွန်တော်အမေသေးရတာအဖေကြောင့်ဗျာအဖေကြောင့်ကျွန်တော်အဖေကိုလုံးဝမကျင်နပ်ဘူးအဖေကိုကြုတ်အယမ်းမုန်းတယ်ဗျာအဲ့လိုပြောဆိုပြီးတော့အဝတ်တထည်ကိုတခုနဲ့အိမ်မော်ကနေဆင်းပြေးသွားခဲ့ပါတော့တယ်ဦးမိုးဆွေကလည်းစောက်တရမရပဲဒါတာမဘူးတာတာအဖေခေါ်နေလေးတိုင်အဲ့လိုပြောဆိုပြီးတော့နောက်ကနေပြေးလိုက်သွားခဲ့ပါတယ်အိမ်ထဲမှာတော့လူမမိုက်ကလေးနှစ်ယောက်သာကြံရိပ်ခဲ့ပါတယ် ထို့ကြောင့်မဲအိမ်နီးချင်းတွေနဲ့ဥမုတ်ဆွေရဲ့တပည့်တပန်းတွေကအိမ်နဲ့ကလေးတွေကိုဝိုင်းဝန်းကူညီဆောက်ရှောက်ပေးကြရပါတယ်။ညချိန်မှာတော့ဥမုတ်ဆွေကတားဖြစ်သူကိုရှာမတွေ့တာကြောင့်သူ့ရဲ့အိမ်ကလေးကိုပြန်ရောက်လာခဲ့ပါတယ်။အိမ်ချန်ဝါမှာရက်ကသူ့ရဲ့အိမ်ကလေးတွင်ကိုငေးကြည့်နေမိပါတယ်။ခါတိုင်းလိုသူပြန်လာရင်အပြုံးနဲ့စီးကျုံနေမဲ့ဇနီးဖြစ်သူကမရှိတော့ပါဘူး။ဝမ်းနဲ့မှုကိုဖြစ်သိဖို့ရလက်ထဲမှာရှိတဲ့ပလင်းလေးတွေကအရက်တချို့ကိုမျိုးချလိုက်ပါတယ်။ နောက်တနေ့မနက်မိုးလင်းတဲ့အခါဦးမိုးဆွေရဲ့အိမ်ဝိုင်းထဲမှာမွေးမြူထားတဲ့ကြက်ပဲဝက်နဲ့နွားတွေကအကြောင်းတစုံတရာမရှိဘဲနဲ့အကုန်လုံးတပြိုင်တည်းတည်ဆုံနေကြပါတယ်။အဲဒါကြောင့်မဲသူစနီးတည်ဆုံရခြင်းဟာသွေးရသားရမဟုတ်မှန်းသူသိလိုက်ပါတယ်။ကံကောင်းခြင်းတော့ထိုးနေပြီးနောက်တနေ့မှာပဲသူတို့ရွာကိုရွာစဉ်ဈေးလေရောင်းနေတဲ့လူတစုရောက်လာခဲ့ပါတယ်။ထိုးလူများထဲမှာအထက်လန်းဆရာတူပါတယ်ဆိုပြီးတရင်ကြရတာကြောင့်ဦးမိုးဆွေကလည်းဆရာဖြစ်သူကိုသူ့ရဲ့အိမ်ကိုပင့်ကအခြေအနေကိုရှင်းပြပါတယ်။ဆရာဖြစ်သူကအခြားထူးခြားတာတွေကိုမေးမြန်းတဲ့အခါဦးမိုးဆွေက ဇနီးတဲ့မစုံခင်ရက်ပိုင်းလူကသူ့ရဲ့သမီးဖြစ်သူစုမြတ်ကလေးကလည်းထူးဆန်းစွာစကားမပြောနိုင်တော့တဲ့အကြောင်းပြောပါတယ်ဆရာဖြစ်သူကစုမြတ်ကိုတူထိုင်နေတဲ့ဖះရှင်ရှိကိုခေါ်ပြီးတော့သမီးလေးဖះကိုအာယုံပြုပြီးွားလို့ရှိရင်သမီးလေးစကားမပြောနိုင်တော့တာဘာကြောင့်လဲဆိုတာပြန်စဉ်းစားသမီးတစ်ခုခုကိုတေချာသိလိမ့်မယ်အဲလိုပြောဆိုတဲ့အခါမှာတော့စုမြတ်လည်းထိုးဆရာပြောတဲ့အတိုင်းမျက်စွာဖះကိုအာယုံပြုလိုက်ပါတယ်ထိုးချိန်မှာပဲသူမိနေတဲ့အရာတစ်ခုကိုချက်ချင်းသတိရလိုက်ပါတယ်သတိရရင်ရခြင်းအထက်လန်းဆရာဖြစ်သူရဲ့လက်ကိုဆွဲပြီးတော့အိမ်ရောက်ကိုခေါ်သွားခဲ့ပါတယ် အင်အားကိုရောက်တဲ့အခါမှာတော့ဆွမြဲမိခင်မစုံခင်ကစီးသွားရန်ပြုတ်လုထားတဲ့အခန့်ရဲ့အောက်တက်တဲမှာရှိတဲ့အိမ်တိုင်မှာအဖြူနဲ့အနီအဆနှဆကိုပူးပြီးခြိထားတာကိုလူများအလုံးအံ့ဩစွာတွေ့မြင်လေးရပါတယ်။အထလန်းဆရာဖြစ်သူကထိုအဆကိုဘသူခြိထားတယ်၊ဘာအဆဖြစ်တယ်ဆိုတာကိုသိလို့တာကြောင့်အမျိုးသမီးတူကိုအကူအညီတောင်းပြီးတော့ထိုအဆကိုသူ့ထံကိုယူလာခိုင်းစေပါတယ်။အမျိုးသမီးလည်းအဖြူအနီအဝတ်ဆကိုတိုင်ငတ်ဖြီပြီးတော့ဆရာထံမှာယူလာပေးလိုက်ပါတယ်။ဆရာဖြစ်သူကအဲ့ဒီအဆကိုတေချာကြည့်လိုက်ပြီးတော့အလွန်ထိတ်လန့်သွားတဲ့မျက်နှာနဲ့ဟာဒါဒါအိမ်နွေးနဲ့ရဲ့ခေါင်းမောင်းမယ်ဗျာ။ ဒါအောက်လန်းတဲ့နတ်နဲ့ပေါင်းတိုက်တာအရန်ရက်ဆက်တဲ့လုံးရက်ပဲဗျာအဲ့လိုပြောဆိုကောက်ချက်ချလိုက်ပြီးတော့ချက်ချင်းဆိုသလိုအိမ်မော်ပြည့်တက်သွားပြီးတော့ဖះစင်ကရေစင်တချို့ကိုစွန့်ကဗဇက်ကပွတ်စီပွတ်စီနဲ့ဂါတာလို့ထင်ရတဲ့အရာတွေကိုရွတ်ဆိုပြီးတော့စုမြတ်ကိုစိတ်ထဲမှာတရဏဂုံတီးစီပါတယ်ထို့နောက်မှာတော့အဲ့ဒီရေမန်းတွေကိုတောက်ခိုင်းပါတယ်စုမြတ်လေးကလည်းဆရာပြောတဲ့အတိုင်းရေမန်းကိုတောက်သုံးလိုက်ပြီးခဏကြာမှာတော့ စကားသံတွေပြန်ထွက်လာခဲ့ပါတယ်။စွမြတ်ပါဝင်ဘေးဘက်ဝင်ကျင်ကလူတွေကအလွန်အမင်းအံ့ဩနေကြပါတယ်။စွမြတ်ဟာဆရာဖြစ်သူကိုကျေးဇူးတင်တာကြောင့်ဥတိုက်ပါတယ်။စွမြတ်စကားပြောနိုင်လာတဲ့အခါဆရာဖြစ်သူကဒီနှက်ခေါင်းပေါင်းစားကိုတိုင်မှလာချီသွားတဲ့သူတမီးမြင်လိုက်လား။အဲ့လိုမင်းမြတ်တဲ့အခါစွမြတ်ကမြင်တွေ့လိုက်တဲ့အကြောင်းဖခင်ဖြစ်သူအိမ်ကိုခေါ်လာတဲ့ကိုဆိုးဖြစ်တဲ့အကြောင်းထိုကိစ္စတွေကိုလူကြီးတွေကိုပြောရင်ကြံစီလိုက်တဲ့အခါမှာပဲသူမှစကားမပြောနိုင်တော့တဲ့အကြောင်းထို့ကြောင့်မဲမပြောပြတော့ကြောင်းစသဖြင့်ရှင်းပြတော့ကအထက်လန်းဆရာဖြစ်သူကဦးမိုးဆွေကိုနောက်ရင် ီတိုင်းဆိုရင်တော့ခမားတို့မိသားစုမှာအသက်အန္တရာယ်ရှိနေပြီဗျာဇနီးတဲ့နိုင်ပြီလို့ရှင်တော့ဒီအိမ်မှာဆက်မနေကြနဲ့တော့နေလို့ရှင်အကုန်ဒုက္ခရောက်ကုန်လိမ့်မယ်ပြန်နေခြင်းနဲ့ဆိုရင်လည်းအိမ်ကိုဖြိုပြီးပြန်ဆောက်မှရမယ်ခမားကအိမ်နွေးနှက်ကိုအစကတည်းကစော်ကားထားတော့နှက်ကခမားကိုညှိုးထားတာဗျာအဲအเจ้าကိုတီးတဲ့အောက်လန်းဆရာနက်နဲ့ပေါင်းပြီးတော့ခမားတို့မိသားစုပျက်စီးအောင်လှုပ်တာပေါ့ဗျာသူတို့ကခမားကိုလှုပ်ချင်တာဒါပေမဲ့ခမားဇနီးကကိုဝင်နေဆိုတော့ကန်နေနေတော့ထီသွားရှာတာပေါ့ဗျာဒီစီရင်ကကြောက်ဖို့ကောင်းတယ် ခမားတို့မိသားစုကွဲအောင်လုပ်တာရှင်ကွဲကွဲရင်ကွဲမကွဲရင်တေကွဲကွဲတခုခုပေါ့ဗျာအဲ့လိုမျိုးရှေလျားစွာပဲရှင်းပြလာပါတယ်ဦးမိုးဆွေရဲ့မျက်စိထဲမှာကွယ်လွန်သွားတဲ့ဇနီးတဲ့နဲ့သူ့ကိုနာကြည့်ပြီးအိမ်မောကနေဆင်းသွားတဲ့တာကြီးပိုင်ဖြိုးတို့ရဲ့မျက်နှာများကိုမြင်အောင်ပြီးတော့မျက်ရည်များစီးကျလာခဲ့ပါတယ်အထက်လမ်းဆရာဖြစ်သူကဆက်ပြောလာခဲ့ပါတယ်ကိုမိုးဆွေခမားအရန်လဲဝမ်းနေမနေပါနဲ့ဗျာတမီးလေးနှစ်ယောက်ကြံနေသေးတာကိုသတိထားပါနောက်ပြီးတော့ကျုပ်တခုသတိပေးပါရစေဒီနေ့ကစပြီးတော့ခမားဒီဖြစ်ပျက်တွေကိုသင်ခန်းစာယူပါခမားနှက်ကိုမယုံကြည်နေပါ မကူးကွယ်ခြင်းလည်းနေပါမှတ်ထားဗျာဘယ်တော့မှတော့မစော်ကားမိစေနဲ့ခမည်းစဉ်းစားကြည့်လေဗျာသူ့ဘက်သူနေနေတဲ့လူတယောက်ကိုခမည်းသွားဆဲကြည့်ပါလားဟိုလူကငြိမ်နေမရက်လားဒီလိုပဲပေါ့ဗျာဥမိုးဆွေလည်းနောင်နာဆိုတာနောင်မရတဲ့မျိုးဆိုတာကိုကောင်းစွာနားလည်သွားခဲ့ပါတော့တယ်သူတခုတရိယသွားတာကကိုဆိုးအောက်လန်းဆရာစုပ်ပါအဲ့ဒီလူယုံမကိုမိတ်ဆက်ပေးသူကသူ့ရဲ့ညီဝမ်းခွဲမဟုတ်ပါလားအဲ့ဒါကြောင့်မဲမိုးဆွေကသူ့ရဲ့အိမ်မှာချိန်ထားတဲ့ဓားကိုယူလိုက်ပြီးတော့အိမ်ဝိုင်းထဲမှာလူယုံမကိုဆိုးကိုလိုက်ရှာပါတယ် မတွေ့တဲ့အခါမှာတော့သူ့ရဲ့ညီဝမ်းခွဲစီကိုဥတီပြီးတော့သွားပါတယ်နောက်မှသူ့ရဲ့တပည့်တွေနဲ့အိမ်နီးချင်းတွေကဘူးမတိဘာမတိနဲ့လိုက်ဆွဲကြပါတယ်ဥမိုးဆွေသူ့ညီဝမ်းခွဲအိမ်ရှိကိုရောက်တဲ့အခါမှာတော့လမ်းဟောပါတယ်ထို့အခါသူ့ရဲ့ဝမ်းခွဲညီနဲ့ညီမမိသားစုတွေထွက်လာကြပါတယ်ဦးမိုးဆွေကကိုဆိုးရဲ့အကြောင်းမေးမြန်းတဲ့အခါမှာတော့ညီဝမ်းခွဲဖြစ်သူကဘူးတလုံးသာစောင့်ပါတယ်ဦးမိုးဆွေကလည်းမြည်သူမမတတ်နိုင်တဲ့အဆုံးမှာတော့လှည့်ပြန်လာခဲ့ရပါတယ်ဆူမြတ်တို့ရဲ့မိခင်နိုင်ရဲ့လည်းကနေမှာတော့ဆူမြတ်တို့မိခင်ဘက်ကဆွေမျိုးတွေနဲ့ ဆူမြတ်တို့ဖေဖေဥမို့ဆွေတို့အကြီးကျယ်ရန်ဖြစ်ကြပါရယ်ဆူမြတ်တို့ရဲ့မိခင်ရက်လဲတဲ့နေ့မှာတရွာတဲ့နေတဲ့သူတွေဖြစ်ပေမဲ့လည်းဥမို့ဆွေနဲ့စကားများထားတာကြောင့်လူမဆုံကြတော့ပါဘူးဆူမြတ်အတွက်လည်းများစွာစိတ်ဒဏ်ရာရခဲ့ပါရယ်ဝေမိခင်ကြီးနိုင်ကိစ္စပြီးတဲ့အခါမှာတော့ဆူမြတ်တို့ငယ်စဉ်ကလေးကစတင်ဖြစ်တည်ပြီးကောင်းမွန်စွာကြီးပြင်းလာခဲ့ရတဲ့အိမ်ကလေးမိသားစုတွေရယ်မောပြီးတော့ထမင်းလက်ဆောင်စားခဲ့ကြရတဲ့နေရာလေးထိုအိမ်ကလေးကိုဖြိုလိုက်ကြရပါရယ် ထို့နောက်မှာတော့အိမ်အသစ်လေးတစ်လုံးပြန်ဆောက်ပါတယ်အိမ်အသစ်ကလေးဆောက်နေစဉ်မှာဆွမြတ်တို့ဖေဖေဦးမိုးဆွေကသူ့ရဲ့တပည့်တူသတင်းပေးချက်အရာလူရုံမှာကိုဆိုးရှိတဲ့နေရာကိုလိုက်သွားခဲ့ပါတယ်တစ်လကြာလဲပြန်မလားနှစ်လကြာလဲပြန်မလားဒီလိုနဲ့ပဲနေလာလိုက်တာနှစ်နဲ့ချီကြာသွားခဲ့ပါတယ်ဦးမိုးဆွေရဲ့သတင်းအစနာတော့မကြရတော့ပါဘူးသူ့ရဲ့မိတ်ဆွေတွေတပည့်တပန်းတွေကလိုက်လံရှာဖွေကြပေမဲ့လည်းရှာမတွေ့ခဲ့ပါဘူး ရွာမှာကြံခဲ့တဲ့ဆွမြတ်နဲ့သူ့ရဲ့အသက်9နှစ်အရွယ်ညီမလေးကိုဆွေမျိုးတွေကဆောင်းရှောက်ထားကြရပါတယ်။ဆွမြတ်တို့တွေအားကိုးစရာမိဘနှစ်ပါးကမရှိအကိုဖြစ်သူကဘယ်စီမှမသိတချိန်ကအော်ဟစ်ရေမောတန်နဲ့လွမ်းချုံနေခဲ့တဲ့သူတို့အိမ်ငယ်ကလေးဟာအခုများတော့တိတ်ဆိတ်ချောက်တွေးလို့နေခဲ့ပါပြီ။ဆွေမျိုးများကလည်းသူတို့တားရဲသမီးကိစ္စရည်လည်းရှိနေတာကြောင့်ဆွမြတ်တို့မောင်နှမကိုကြကြတာဝန်မြူကျင်ကြပါဘူး။ ဒီလိုနဲ့အချိန်ကြာလာတဲ့အခါဆွေမြတ်တို့ရဲ့အိမ်ကလေးပေါ်ကိုဥမိုးဆွေရဲ့ညီဝမ်းဝမ်းမိသားစုကလူမမဲကလေးနှစ်ယောက်ကိုဆောင်းရှောက်ပေးရန်ဟုသောအကြောင်းပြချက်နဲ့ရောက်လာခဲ့ပါတယ်။သူတို့မိသားစုရောက်လာချိန်ကနေစပြီးဆွေမြတ်တို့မောင်နှမကအိမ်မှာခိုင်းဘက်ဘဝကိုရောက်သွားခဲ့ပါတယ်။ဖခင်ဖြစ်သူရဲ့ညီဝမ်းဝမ်းမိသားစုကိုဆွေမြတ်အလွန်စိတ်နာမိပါတယ်။ဆွေမြတ်တို့အိမ်ကိုအောက်လန်းစရာလွတ်လိုက်တဲ့သူတွေလည်းဖြစ်တဲ့ပြင်ယခုကသူတို့အိမ်ပေါ်မှာတက်နေပါတယ်။ဆွေမြတ်တို့မောင်နှမကိုလည်းအခိုင်းအစေလိုဆက်ဆံပြုမှုနေပါတယ်။အဲဒါကြောင့်ပဲဆွေမြတ်ဆွေမြတ်ချက်ချလိုက်ပါတယ်။ ဖခင်ဖြစ်သူထွက်မသွားမီကသူ့ကိုခြေစောင်းလက်ဆောင်ဖြစ်ပေးခဲ့တဲ့ငွေတချို့ကိုယူပြီးတော့ထိုင်းနိုင်ငံမှာအလုတ်သွားလုပ်ပြီးတော့ပတ်စံရှာရန်ဖြစ်ပါတယ်။ညီမလေးရဲ့ဘဝရှိရွယ်အတွက်သူမစူးစမ်းရမှာပဲမဟုတ်ပါလား။ထိုင်းနိုင်ငံကိုမသွားမီဆွေမြတ်သူညီမလေးကိုစိတ်ချရတဲ့မိခင်ရဲ့ဆွေမျိုးသားချင်းတူဦးထံမှာအနန္ထားခဲ့လိုက်ပါတယ်။ကန်ဆူးမသွားရမိုးလက်ရွာဆိုသလိုပဲသူမပွဲစားတူဦးကိုငွေပေးပြီးတော့ထိုင်းနိုင်ငံမှာအလုတ်ရှာခိုင်းတဲ့အခါမှာတော့အဲ့ဒီပွဲစားကကလေးတက်တာရှိတဲ့ဆွေမြတ်ကိုတစ်ဖက်လက်နဲ့ရောင်းစားလိုက်ပါတော့တယ်။ဆွေမြတ်ရဲ့ကံလိုပဲပြောရလိမ့်မလားပါပဲ။ ထိုပွဲစားကဆွမြတ်ကိုရောင်းစားလိုက်တဲ့နေရာမှာမိမကြီးဟာဆွမြတ်ကိုမြင်မြင်ချင်းတမီးရင်လိုချစ်ခင်မိပြီးတော့ဆွမြတ်တရားဒုက္ခတွင်နဲ့ရောက်လို့နေနေမှာကဲတင်ထားလိုက်ပါတယ်ဆွမြတ်ဟာထိုင်းနိုင်ငံမှာအခြေကျနေထိုင်နိုင်အောင်ကြိုးစားပြီးတော့ညီမလေးကိုပါခေါ်ယူထားခဲ့ပါတယ်အမေရဆုံးအဖေနဲ့အကိုကဘယ်ရောက်လို့ဘယ်ပေါက်နေကြမှာမသိအတိတ်ကိုတွေးမိတိုင်းဆွမြတ်ငုံမိနေတော့မှာပဲအထလန်းဆရာပြောခဲ့သလိုပါပဲသူတို့မိသားစုကိုပြိုကွဲအောင်လုပ်ခဲ့သူအောက်လန်းဆရာကိုဆိုးတည်မှာပဲဆွမြတ်တို့မိသားစုတွေပြန်ဆောင်နိုင်ရမယ်ထင်ပါတယ် ယခုဆိုရင်တော့စုမြတ်တို့မိသားစုပြန်မဆုံနိုင်ခဲ့ဒီမှာ၁၀နှစ်ခန့်ပဲရှိခဲ့ပါပြီ။ဝေးကွာခဲ့ရတဲ့မိသားစုနဲ့မရေရာတဲ့တချင်ချင်းမှာပြန်ဆုံနိုင်မှုကိုစုမြတ်တရားဖះမှကုသိုလ်ယူပြီးတဲ့အမြဲဆုတောင်းနေမိတော့မှာပဲ။နောက်ထပ်ဆုတောင်းလေးတစ်ခုကတော့ဖះတပည့်တော်မှာဘဝဆက်တိုင်းဆက်တိုင်းဒီလိုအဖြစ်ဆိုနဲ့ဘယ်တော့မှမကြုံရပါစေနဲ့ဖေ။ကာယကံရှင်တို့မိသားစုကိုမနာလိုတဲ့စိတ်တစ်ခုကြောင့်တကွဲစီတေကွဲရှင်ွယ်ကွဲအောင်လှုပ်ခဲ့တော်သူများဒီဇလန်လေးကိုနားထောင်ပြီးတော့မိသားစုချင်းတသမီချင်းကိုချင်းစာနိုင်ကြပါစေဗျာ။ ဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီ။ဇလန်လေးကိုစုံနေတိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။မွေရင်ရေးသားသူကိုလည်းဂါရဝပြုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။